ားလုံးပဲမင်္ဂလာပါဒီကနေ့ညမြန်မာစံတော်ချိန်တနအီခွဲမှာတော့ကလပ်ဝါကပ်ပြိုင်ပွဲရဲ့အုပ်စုတီပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါ Chelsea အသင်းနဲ့ Los Angeles အသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဆိုတော့ဒီပွဲကစိတ်ဝင်စားစရာအကောင်းတယ်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဒါကျွန်တော်ရက်တီတုန်းက PSG အသင်းရောတစ်ဖက်က Bayern Munich အသင်းတို့ရောဥရောပအသင်းတွေကကျွန်တော်တို့ကိုယ်စီကိုပြတ်နိုင်ပွဲတွေရခဲ့ပြီးတော့မှကျွန်တော်တို့ဒါ ဒီပေါ့လေနိုင်ပွဲကိုစီရခဲ့ကြတဲ့အချိန်တွေမှာဒါကျွန်တော်အုပ်စုတီရဲ့ပွဲစဉ်ဖြစ်တဲ့ Chelsea နဲ့ Lawrence Lee အသေးရဲ့ပွဲစဉ်မှာလည်း Chelsea က Lawrence Lee ကို ်အသွင်းကိုတွေဘယ်လောက်သွင်းယူပြီးတော့မှအနိုင်ယူသွားမလဲဆိုတော့အာအခြေအနေတစ်ခုကရှိတယ်ဗောလေဆိုတော့အာပထမဆုံးဒါကျွန်တော်တို့ Chelsea အသင်းကြောင့်ကျွန်တော်စပြောမယ်ဆိုရင်တော့ Chelsea ရဲ့လက်ရှိ current form တွေဘာတွေဆိုတာတဲ့ saturation အခြေအနေရတော့အာကျွန်တော်တို့ဒါအကောင်းဆုံးအခြေအနေတစ်ခုမှရှိနေတယ်လို့ကျွန်တော်တို့ပြောလို့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်မကြခင်ကပဲ Chelsea ကဒါကျွန်တော် UEFA အသီးအမှတ်ပြု Conference League Champion ဖြစ်ထားသလိုကျွန်တော်တို့ဒါဒီပေါ့လေ Champion League ဝင်ခွင့်ရအောင်လဲစွမ်းဆောင်ထားနိုင်တဲ့ ကလတ်တင်းရဲ့ကစားသမားတွေ mantle divine က on fire ဖြစ်နေတယ်ဒါကျွန်တော်အထော့ထိတ်ဆုံးမှရှိနေတဲ့အနေအထားကြောင့်မလို့လက်ရှိ chelsea တင်းရဲ့အနေအထားဟာကျွန်တော်အကောင်းဆုံးအခြေအနေတစ်ခုမှရှိနေတယ်လို့ပြောရမှာဖြစ်တယ်ဆိုတော့ဟို champion ဖြစ်ထားတဲ့ကစားသမားတွေကကျွန်တော်တို့ဒါဘယ်လိုအတော်နည်းမှပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါ champion league ပဲဖြစ်ဖြစ် europa league ပဲဖြစ်ဖြစ် conference လေးပဲဖြစ်ဖြစ် champion ဖြစ်ထားတဲ့ကစားသမားတွေရဲ့စိတ်ဓာတ်အစွမ်းဆောင်ကြီးဟာကျွန်တော်တို့တခြားသောကစားသမားတွေတက်တော့အများကြီးအားသာနေတဲ့အနေအထားတစ်ခုလို့ကျွန်တော်ကမြင်တယ်ဒါပြင်ကျွန်တော်တို့ဒါဒီဒီပေါ့လေ club world cup ပြိုင်ပွဲအတွက်အချက်စစ်တင်ရွေးချယ်ထားတဲ့ကစားသမားတွေကပြီးခဲ့တဲ့ရာသီတုန်းကကစားသမားတွေအားလုံးဖြစ်ပြီးတော့မှဒါကျွန်တော်တို့ ဒီပါဝင်မလာနိုင်တဲ့ကစားသမားတွေကတော့တခြားသောအသင်းတွေကိုအငှားထွက်ကစားရတဲ့ကစားသမားတွေဖြစ်တဲ့အနေအထားကြောင့်မို့လို့ကျွန်တော်တို့ဒါဒီအသင်းရဲ့ဗောလေစကွတ်တက်အပေါ်မှာ လုံးဝ impact ဖြစ်နိုင်တဲ့အခြေအနေတခုမယူဟိုပေါ့လေဘလို့ပြောရမလဲအဖြစ်မနေဘူးလို့ယူဆတယ်ဆိုတော့ဟိုတိတ်ပြီးထွထွထူးထူးအကစားသမားအပြောင်းလဲမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒါဒီပေါ့လေဒါ rhythm မမှန်နဲ့အာကျွန်တော်တို့ဒါပြီးခဲ့တဲ့နှစ်ရာသီပုံစံအတိုင်းပဲကြည့်ရဖို့အခြေအနေရှိရလို့မြင်တယ်ဆိုတော့ကစားသမားအပြောင်းလဲတဲ့တိတ်မရှိပေမဲ့လို့ကျွန်တော်ဒီရာသီမှာဝယ်ထားတဲ့အာကစားသမားတွေဒါဒါအပြင်ကျွန်တော်တို့ဒါဒီပေါ့လေတိုက်စစ်မှုဖြစ်တဲ့အဆွတ်တောင်းရဲ့တိုက်စစ်မှုအသစ်ဖြစ်တဲ့အာကျွန်တော်တို့ဒါ ဒီဘာလဲဒီလတ်တူရဲ့ performance ကိုတော့အကြည့်ရဖို့အချင်းနေရှိတယ်ဒါပေမဲ့လို့ဒီနေ့ညပွဲမှာတော့ဒီလတ်ကအာကလပ်သင်းနဲ့ပေါ့လေဒါကျွန်တော်ပူပေါင်းတာဟိုဘယ်လိုပြောမလဲတိတ်မကြသေးတဲ့အချင်းတွေကြောင့်မလို့နီးပြားကထက်သုံးသွားဖို့အချင်းတွေမရှိဘူးလို့တော့သိရတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒါဒီပေါ့လေပြန်ပြီးတော့မှအငားပြန်လာပြီးလက်ရှိ Chelsea တင်းနဲ့ပူပေါင်းနေတဲ့ဆန်တိုရဲ့အချင်းတွေတစ်ဖက်ကကျွန်တော်တို့ဒါအစ်စ်ကဒီပေါ့လေအစ်စ်ခေါ်ထားတဲ့အဆူကိုကစားသမားတွေဆိုတော့ဟိုဒီကစားသမားတွေ performance တွေကိုကျွန်တော်ကြည့်ရဖို့အချင်းတွေရှိတယ်ချက်စီအသင်းပြိဿတ်တွေအတွက်တော့ဒါ ကျွန်တော်တို့ဒီပေါ့လေပွဲကောင်းတစ်ပွဲကြည့်ရဖို့အချင်းနဲ့ရှိရလို့ကျွန်တော်ကယူဆတယ်ဆိုတော့တစ်ဖက်က loyal jelly အတင်းကတော့ဒါကျွန်တော်တို့ဟိုမြန်မြန်ဆဆပြောစရာအချင်းနေမရှိဘူးအာဒီ Premier League အတွက်ကြောင့်ရှိတဲ့ကစားသမား2ယောက်3ယောက်လောက်ပဲပါတယ်ဥမာဒါကျွန်တော်ဂိုးသမားဖြစ်တဲ့ဒီ Hugo Lloris ပါမယ်တိုက်စစ်မှုနေတော့ပြင်သစ်အတင်းရဲ့တိုက်စစ်မှုဟောင်းဒါ Chelsea အတင်းရဲ့မှာပေါ့လေကျွန်တော်ကစားခဲ့ဘူးတယ်အာ Giroud ပါမယ်တခြားသောကစားသမားတွေကတော့ဒါကျွန်တော် American ကစားသမားတွေကိုအခြေခံထားတဲ့ကလပ်အတင်းဖြစ်တာကြောင့်မလို့ ိုက်ပြီးတော့မှထွေထူးတော့ပြောစရာမရှိဘူးဒါပေမဲ့လို့ဒီနှစ်သင်းကြားမှာကျွန်တော်တို့ဒါ quality player กว่าဟမှုတွေ ကျွန်တော်ဒါကလပ်နှစ်သင်းရဲ့အစင်တန်းကွာဟမှုတွေတော့ကျွန်တော်တို့မြတ်မြတ်ဆဆတွေးရဖို့အခြေအနေရှိတယ်လို့ကျွန်တော်ကတော့ထင်တယ်အခြေအနေအရရက်ကိုကျွန်တော်တို့ပြန်ပြီးတော့တုံးသက်ကြည့်မယ်ဆိုရင် Lion Jelly အသင်းနေတဲ့ဖက်ကကျွန်တော်တို့ဒါဟိုစိတ်ဓာတ်ပိုင်းအရာရောကစားပုံအရာရောစုဖွဲ့မှုအရာရောတောင်းလင်းတဲ့ Chelsea ကိုအနိုင်ယူသွားဖို့အခြေအနေကတော့ကျွန်တော်ကတော့မမြင်ဘူးပေါ့လေဆိုတော့ Chelsea တင်းနေတဲ့ကျွန်တော်တို့ဒါဒီ Club World Cup ပြိုင်ပွဲဟာနောက်ရသည့်အတွက်ပေါ့လေအာဒီကစားသမားတွေရဲ့ performance နောက်ရသည့် Champions League မှာကျွန်တော်တို့ဒါဥရောပအသင်းနေတဲ့ဒီ face to face ရင်ဆိုင်မှုအတွက် အကောင်းဆုံးသောအခြေအနေဖြစ်တယ်လို့ဒါကျွန်တော်ကစားသမားတွေရဲ့ performance ောင်းတွေကိုမြင်ရဖို့အခြေအနေရှိတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါဒီကနေ့ညမှာကစားမယ်။အာချဲစီအသင်းနဲ့အော်ဂျီလီအသင်းတို့ရဲ့ပွဲစဉ်မှာတော့ချဲစီကပဲကျွန်တော်တို့ဒါသွင်းကိုနှစ်ခိုးလောက်သွင်းယူပြီးတော့မှကျွန်တော်တို့ဒါအနာယူပြီးတော့မှအုပ်စုဇရာရေပေါ့လေဒါအစ်အာကျွန်တော်တို့ဒါအုပ်စုဇရာမှာကျွန်တော်အာဇရာထိပ်မှာရက်တည်သွားမယ်ပွဲစဉ်တော့လို့ကျွန်တော်ကယူဆရေပေါ့လေဆိုတော့ချီရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်